ဒါနဲ့အသားရထူလာရယ်နော်ဘာတွေလုပ်ပြန်လဲအာမက်ဂျစ်ပေါင်တာဆိုတာရှိတယ်အဲ့ခါလေးကျွန်တော်တောက်နေတာတပတ်လောက်တော့ရှိပြီဟုတ်လားဟုတ်အခုတော့တက်ပြပါဦးပေါ့အကျွန်တော်အခုကိုတက်ပုံတက်ပုံပြမယ်လေမြင်ပါပါဒီနေ့ကကျွန်တော်ဂျင်ပီးရုံးသွားမှာထိုင်းရနေပြီးတော့ဝယ်လာပြီးတော့ကျွန်တော်သုံးရင်းနဲ့ကြိုက်တဲ့ပစ္စည်းလေးတွေကိုပြပြပေးသားမှာဖြစ်ပါတယ်ပထမအဆုံးကတော့ကျွန်တော်အခုရေချိုးပြပါလို့ဆိုတော့ skin care သုံးတယ်ပေါ့နော် ထုံးစံအတိုင်းဒိုနာတော့မရှိမဖြစ်သုံးပါမယ်။အခုကဂျင်ကရေချိုးကန်းထဲမှာဆိုတော့နည်းတော့ကုန်းကုန်းကိုပဖြစ်နေပါလေ။ဟာငါကြီးမင်းလာပါတို့ရကြပြီနော်။ဟုတ်မင်းလာပါခု။ဒါနဲ့အတိုင်းထူလာရယ်နော်။ဘာတွေလုပ်နေရလဲ။အာဟိုကထင်းနေကျွန်တော်လေဟို face run နေပြီးတော့ magic ပေါင်တာဆိုတာရှိတယ်။အဲ့ခါလေးကျွန်တော်တောက်နေရတပတ်လောက်တော့ရှိပြီ။ကျွန်တော်တိတိတာတိရလဲဟိုကပေါ့။၄ရက်၅ရက်လောက်မှကျွန်တော်တော်တော်တိတာတယ်။ဟုတ်လား။ဟုတ်ကိုတက်ကြပါဘူးပေါ့။ အကျွန်တော်အခုကိုဓာတ်ပုံဓာတ်ပုံပြမယ်လေဟုတ်ဟုတ်ခဏကဟိုချင်းကအကိုကြီးတယောက်ကကျွန်တော်အသားရေနည်းနည်းကောင်းလာလို့အသားဝင်လာပေါ့နော်အဲ့ဟာနဲ့ပတ်သက်ပြီးတော့ဘာလုပ်နေလဲဆိုတာမမီးနေပေါ့အဲ့ဟာလေးလည်းပြောပြမယ်အဲ့ Vesra က Magic Powder ကဒီကျွန်တော်တို့ Skin Brightening Magic Powder ပေါ့နော်သူကနှစ်ဆပါဝင်မှုရှိတယ်ကျွန်တော်အဲ့ဟာတောက်တောက်နေတာသူကတဘိုးမှာ9ထုပ်လား10ထုပ်လားမသိပါဘူးကျွန်တော်အခုဆိုရင်တဘိုးကုန်သွားပြီနောက်ထပ်တဘိုးထပ်တောက်နေတာပေါ့နော် အာသူက၄ထုံး၅ထုံးလောက်မှာတော်တော်တိတာတယ်အဲ့ဟာလေးကကျွန်တော်အိမ်မှာပဲတောင်းနေကြဆိုတာအထုတ်ကမပါလာဘူးကျွန်တော်ရုံးပြီးွားတော့အိမ်ပြန်လို့ရှိရင်ကျွန်တော်အဲ့ထုတ်လေးလေးပြမယ်ဒီနှစ်ခုကကျွန်တော်7-11ကဝင်လာတာဒါက gluten serum ဒါက BB cream အလုံးကိုပြီးွားရေကိုအခုကူမဆုံးပါလားဟုတ်ဟုတ်တဲ့ချင်းကိုတိရ ။ဒီမှာတော့ skin care ဆိုတော့တထုပ်ထင်းနေအောင်မသိတာလောက်ဘူး။နောက်မှများများလေးတုံးကြည့်လိုက်ပါ။ wine shower ဒါတော့ကျွန်တော်အရင်ထဲကတုံးတာဆိုတော့ကျွန်တော်သိပြီးတော့မပြောတော့ဘူး။ဟုတ်ကဲ့ပါ။ဒါက I'm cream I'm cream ရတော့ကျွန်တော်ကိုရီးယားဟာတုံးတယ် beauty beauty of choice ။ဒီအရည်လည်းကောင်းတယ်။စီးလည်းမဆိုးဘူး။ဟော sunscreen ကခုနကတည်းကကျွန်တော် time က7 level ကဝင်လာတဲ့ဟာ။သူက sunscreen မှာ PP ရော CC ရောပါတယ် sunscreen က SPF 50 PA++ နောက်တစ်ခုကဒါက moisturizer တင် Anastasia ကဖြစ်တယ်ဒါကျွန်တော် skin တုံးနေဆိုရင်တော့သူက11ကိုတုံးပါတယ်ဒီမှာ11မြင်ရတာမသိဘူးအာသူကတော့ bag 2000ကျော်လောက်ရှိတယ်ဒါကတော့711မှာဆိုတော့ bag ကဒီဟာကတုံးတာဒါတကူးကုန်ပါတယ်သူကတော့ SPF ပါမပါတော့မသိဘူးပေါ့နော်သူကဒီလို skin ကိုဒီလိုဆွဲလိုက်တာဒါပေမဲ့ကျွန်တော်ဒီနေ့သုံးပြတင်တာကတော့ဒီဈေးသက်သာတဲ့ဟာလေးဟုတ်ကဲ့ပြီလားဆရာအခုဘာပြလဲဆရာသူကဗီဒီယိုဖြစ်ဖြစ်ရောပါတယ်ဆိုတော့မသိဘူးလေဆရာ သူက BBCC ဆိုပေမဲ့မျက်နှာမှာအဲ့လိုမိတ်ကလေးနာတလိုမျိုးကြီးမဖြစ်သွားဘူး skin tone ကိုတခုတက်သွားရုံတော့ပဲဒါတော်တော်လေးကိုအသုံးဝင်တယ်လို့ပြောရမှာကျွန်တော်မျက်နှာကြည့်ဆိုအရင်ဟိုမိတ်ကတော့ BB cream တော့ဘာလို့လိမ့်နာမှာမသိတော့နောက်တစ်ခုကကြတော့ low on low on ကကျွန်တော်ခဏခဏကျွန်တော်ပြောဖို့ရယ်ကျွန်တော် low on က3နိုင်ချိုင်းမဲတက်တယ်ပေါ့နော် low on နဲ့ကျွန်တော် allergy ရှိတယ်အဲ့တော့ကျွန်တော် ညာတော့အဖြစ်ရုံးအတိတ်မတော့တတ်ဘူးအနန်အနန်ထွက်တဲ့အစားစားတွေပါစားပြစ်တယ်ဆိုလို့ရှိရင်အနန်ကကျော်ရုံးတော့တယ်ဒီဟာက tough ကထွက်တာဒါမိန်ကလေးတော့ပေါ့နော်ဒါလေးတော်တော်ကောင်းတယ်ကျွန်တော် skin မှာ allergy မဖြစ်ဘူး diamond ဝါးတာမျိုးမဖြစ်ဘူးအဲ့တော့ဒါလေးကိုကျွန်တော်တော်တော်သဘောကျတယ် ကျွန်တော်ကတော့ train နဲ့အရင်မပြည့်တတ်တဲ့ယောက်ျားလေးမျိုးပေါ့နော် train နဲ့အရင်ပြည့်တတ်တယ်ဆိုရင်တော့ဒါကအဆင်မပြေတော့ဘူးပြီးတော့ time မထတတ်ဘူး time ထားတတ်တယ်ဆိုရင်ဒါကအဆင်မပြေတော့ဘူး okay အဲ့ဆိုရင်ကျွန်တော်ပြီးသွားပြီပြင်လဲလုပ်ပြီးတော့ပြန်လာကြပါမယ် okay ပြင်လဲလုပ်ပြီးပါပါပြီလို့လဲမိုက်တာ ကဲအိမ်ပြန်ရောက်ပါပြီလေဗျာအခုဆိုရင်9ခဏပြီပါကျွန်တော်တောက်တဲ့ဟာကဒီမှာပါ face wash ကထုတ်ထားတဲ့ magic powder 2x ဖြစ်ပါတယ်ဒါကတပူကုံသွားပါပြီဒါကဒုတိယတပူတောက်နေတာပါနောက်တပူဝယ်ထားပါတယ်3ပူပါရပါမယ်3ပူပါဗျာအခုတော့အသားကြည်လင်ဝင်းပလာခြင်းရဲ့လှုပ်ဝဲချက်ကတော့ ဗစ်စရာကထွက်ထားတဲ့ magic powder ဖြစ်ပါတယ် so effective အဲ့တော့ကျွန်တော်ရဒီနေ့ get ready with me office day တွေဒီမှာနေပြီးဆုံးပါပြီအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေလည်းလုပ်နိုင်အောင်ကြိုးစားပါမယ်တဒါ